hello ဒီနေ့ကလည်း short reading လေးပါပဲရှင်ဆိုတော့ကိုယ့်ရဲ့ collective daisy ကိုဘယ်သူကများ message ဒီပို့ချင်နေလဲအာ collective တွေရဲ့တစုံတစ်ယောက်က collective တွေကိုဘာတွေပြောချင်နေလဲဆိုတာကိုဖတ်ပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ message from the one ဘောနော်ကိုယ့်ရဲ့ collective တွေကို collective တွေရဲ့တဖက်သူဘောနော်တဖက်သူဆိုတာမှာကိုယ့်ရဲ့ collective တွေတွေးလိုက်တဲ့ဘယ်သူမှမစိုးကြုံနေပါတယ် main တွေးလိုက်တဲ့သူပါ main ကို ဘယ်လို message တွေပို့ချင်နေလဲဘာတွေပြောချင်နေလဲဆိုတော့ဖတ်ပေးမှာဖြစ်ပါတယ်โอควีนออฟซอลส์10ออฟซอลส์ลาลาอัยยา3ออฟซอลส์10สอกูเนี่ยคอลเลกติเนี่ยเพลทแกรี่เพลทไวน์นี่มะล่ะ ြားသူတွေကိုဘယ်လောက်တောင်နာကျင်အောင်လုပ်ထားရလဲ keynote ones တဲ့ဟုတ်ပြီ base of the tiger two rob bandike ဆိုတော့အာအခုဒီ reading ကိုလာကြည့်တဲ့သူတွေတဲမှာပေါ့နော်ဂိုင်းတွဲနေတဲ့သူတွေရှိနေမယ်ကောင်မလေးဆိုရင်ကောင်လေးနှစ်ယောက်တစ်ပြိုင်နဲ့တဲတဲတာကောင်လေးနေဆိုရင်လည်းကောင်မလေးနှစ်ယောက်တစ်ပြိုင်နဲ့တဲတွဲတာပေါ့နော်လှေနံနှစ်ဖက်နင်းနေတဲ့သူတွေငရဲနှစ်ကောင်ဖမ်းဖို့စူးစမ်းနေတဲ့သူတွေပါလိမ့်မယ်ပေါ့နော်ဆိုတော့ရှင်တို့ရဲ့လေဆောင်တယောက်ကရှင်တို့ကို လိုတွေပေးခြင်းနေလဲဘာတွေပြောခြင်းနေလဲဆိုတော့မြင်ရင်ရက်ဆက်တာပဲတဲ့ဆိုတော့ရှင်တို့ quality တို့ကိုယ်တိုင်ကအဲ့ဒီလိုမျိုး play နေတာမဟုတ်ဘူးဆိုရင်တော့ရှင်တို့ရဲ့တစ်ဖက်သူကအရင်ကိုရှင်တို့ကိုအသေးခွဲဖို့စူးစမ်းနေပြီး play နေပါပြီ။ကဲရှင်တို့ရဲ့တစုံတစ်ယောက်ကဘာတွေပြောခြင်းနေလဲဆိုတော့ ကြည့်ကြရအောင်ကိုယ့်ရဲ့ collected တွေက play carry play point တွေလို့ကိုဆွဆွဲတာစောသွားတယ်ပေါ့နော်ဆိုတော့ဒီထဲက20ရာခိုင်နှုန်းလောက်ကတော့မင်းတို့က play ခဲ့တာအသေးခွဲခဲ့တာဟုတ်ချင်ဟုတ်လိမ့်မယ်ဒါပေမဲ့ကျန်တဲ့80ရာခိုင်နှုန်းကတော့တစ္ဆာဖောက်ခံခဲ့ရတာကိုယ်တိုင်က play ခံခဲ့ရတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ play ခံခဲ့ရတဲ့သူတွေအနေနဲ့ပေါ့နော်မင်းတို့အခုတွေးလိုက်တယ်မင်းတို့စိတ်နာနေပါတယ်ဆိုတော့မင်းတို့ရဲ့ ace ဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့ဒီလူကမင်းတို့ကိုဘာပြောချင်နေလဲဆိုတော့ queen of swords ရဲ့ energy ရာ သူအခုထက်ထိနာကျင်နေတော့မယ်တဲ့အခုထက်ထိသူသူ့ရဲ့နှလုံးသားကိုထပ်ပြီးတော့မနာကျင်အောင်ကာကွယ်နေရတော့မယ်တဲ့မင်းရဲ့တဝမ်းကမင်းရဲ့တစုံတစ်ယောက်ကမင်းကိုပြောချင်နေတာကသူခုအဲသူ့ရဲ့ emotionally ကအရန်ကိုပဲသူခံနိုင်ရှိလာရေပေါ့နော်သူရဲ့စိတ်ပိုင်းဆိုင်ရာအရာသူအရန်ကိုရင့်တက်နေပြီတဲ့သူအရန်ကိုမှအာတည်ငြိမ်နေပြီဘာကြောင့်လဲဆိုတော့မင်းနဲ့တော့ငါတင်ယူခဲ့ရတဲ့တင်ကန်းစာတွေကြောင့် ဆိုတော့ဒီလူကမင်းရဲ့တစ်ဖက်သူကအခုဒီချိန်မှာ तू ကပို့ပြီးတော့ logical ကြလာတယ်သူရဲ့ strong minded ဖြစ်လာတယ်ပေါ့နော်အရင်လိုခလေးမဆန်တော့ဘူး तू ပို့ပြီးတော့တည်ငြိမ်လာတယ်ရင်ကျက်လာတယ်အာဆက်ဆံရေးကြားမှာပို့ပြီးတော့ तू clear boundary တွေထားတတ်လာတယ်ဒါပဲမဲ့လို့လေအဲ့ဒီလိုမျိုးထားတတ်လာဖို့အတွက် तू ဆုံးရှုံးခဲ့ရတာတွေအများကြီးပဲတဲ့ဆိုတော့တော်မင်းကိုဘာပြောချင်နေလဲဆိုတော့ငါတည်ယူခဲ့ရတာအရန်ကိုခက်ခဲတယ်ဒါပဲမဲ့လေတဲ့အ तू အဲ့ဒီအတွက်ထိုက်တန်တယ်လို့သူထင်ပါတယ်အာအမှန်တရားကဘာလဲဆိုတာကိုသူမြင်လိုက်ရတဲ့အချိန်မင်းရင်ထဲကိုသူလှမ်းပြီးမြင်လိုက်ရတဲ့အချိန်မှာသူနာကျင်ရတာတွေအတွက်သူဟာထိုက်တန်တယ်လို့သူဒီအချိန်မှာမင်းကိုပြောချင်နေတယ်ပြောရမယ်ဆိုရင်တော့နောင်တရနေတယ်ပေါ့ကွယ် Ten of Swords အရာအဲ့လိုပဲတစ်ဖက်သူကလည်းမင်းကိုဟိုနာကျင်စေခဲ့တဲ့အချိုးအစာအလိုက်တန်ဖိုးအလိုက်ဒီအချိန်မှာသူစားသူပြန်ပြီးတော့ခံစားနေရတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ Ten of Swords အရာက အာသူမင်းကိုတစ္ဆာဖောက်ခဲ့ရတဲ့အတွက်သူအရန်ကိုနာကျင်နေရပါတယ်မင်းအဲ့ဒီတုန်းကသူတစ္ဆာဖောက်ခဲ့တုန်းကမင်းနာကျင်ခဲ့ရတယ်လို့မျိုးမင်းနဲ့နဲ့ဆိုင်ဆိုင်ပြင်ပန်းခဲ့ရတယ်လို့မျိုးသူအခုပြန်ပြီးတော့ခံစားနေရပြီတဲ့အာအဲ့ဒီလိုမျိုးပေါ့နော်သူဘာဖြစ်လို့အဲ့လိုလုပ်ခဲ့တာလဲဆိုတော့တဲ့မင်းနဲ့တုန်းက तू သူ့မှာစိတ်မကျန်တဲ့ဆရာအခြေအနေတွေအများကြီးဖြစ်ခဲ့တယ်။အာမင်းအပေါ်ရောမင်းတို့နှစ်ယောက်ရဲ့ဒီအချစ်ရေးပေါ်မှာရောပေါ့နော်။သူအဲ့ဒီအပေါ်မှာစိတ်မကျန်တဲ့ဆရာတွေအများကြီးဖြစ်ခဲ့တဲ့အတွက်သူဒီလိုလုပ်ရမျိုးကိုလုပ်ခဲ့ရတယ်။အဲ့ဒီအတွက်မင်းတို့ရဲ့ဆက်ဆံရေးကအဆုံးသတ်သွားတယ်။အပြောင်းလဲအများကြီးဖြစ်ခဲ့တယ်။အဲဒါပေမဲ့လည်းပေါ့နော်သူဘယ်လိုချစ်ရမလဲဘယ်လို contact လုပ်ရမလဲဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုသူသင်ယူခဲ့ရတယ်။ဆိုတော့အာ ်ငါတို့ဆက်ဆံရေးက broken ဖြစ်သူကပျို့ကွဲသွားတဲ့အချိန်မှာသူခံစားခဲ့ရတယ်တဲ့ဒါပေမဲ့လည်းသူ့ရဲ့ဒီမကောင်းတဲ့အာဘယ်လိုပြောရမလဲတစ္ဆာမရှိတဲ့သူဆိုတဲ့ version ကြီးကတည်ဆုံးသွားပြီးတော့ကြတော့သူဟာချစ်ချင်းနဲ့တကယ် real love ပေါ့နော်တကယ်စစ်မှန်တဲ့ကစစ်မှန်တဲ့ချစ်ချင်းကဘာလဲဆိုတာကိုသိခွင့်ရခဲ့တဲ့အတွက်သူနောင်တတော့မရဘူးဆိုတာမျိုးကိုမြင်ရတယ်ပေါ့နော် true source အရာအာသူက နာကျင်မှုတွေကိုခုထက်ထိသူတဲတဲယူထားတော့မယ်တဲတဲဆောင်ထားရတော့မယ်ပြောရမယ်ဆိုရင်တော့ तू သူ့တန်ရာကြီးမကြက်သေးဘူးပေါ့နော်တဲသူ့မင်းကိုတစ္ဆာဖောက်ခဲတာက तू ဆိုပေမဲ့လည်းခုချိန်မှာနာကျင်နေရတာကလည်း तू ပါပဲတဲ့အာ तू ခုထက်ထိနာကျင်နေရတော့နောင်သားတွေနဲ့ရှင်သန်နေရတော့မင်းတို့ရဲ့ဒီအသေးကွဲခဲ့ရတဲ့ဖြစ်စဉ်တွေကနေပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာပေါ့အများကြီး तू ခုထိပြင်းမှန်းနေရတော့အတိတ်က relationship ကြောင့်ဒါမှမဟုတ်သူ့ရဲ့မိသားစုအဲ issue တွေကြောင့်မို့လို့သူမြင်ပေါ်ကိုဒီလိုမျိုးလှုပ်ခဲမိတာပါတဲ့ဘယ်လိုပြောရမလဲမင်းတစ္ဆာဖောက်မှာကိုကြောက်လို့သူကအရင်တစ္ဆာဖောက်လိုက်တယ်ဆိုတာမျိုးကိုဒီမှာတွေ့ရတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးပေါ့မင်းနဲ့သူနဲ့ relationship ထဲမှာရှိနေတုန်းကမင်းကသူ့ပေါ်ကိုအရင်ကိုချစ်ပေးတယ်အရင်ကိုကောင်းပေးတယ်အမှန်နဲ့ဒါတွေကို तू တိတိရနေပေါ့နော်သူ့ရဲ့အတိတ်တုန်းက relationship ကအာနာကျင်မှုတွေသူ့ရဲ့ family issue တွေကြောင့်မို့လို့သူမင်းပေါ်ကို သစ္စာဖောက်ခဲ့မိတယ်မိကိုနားကျင်အောင်လုပ်ခဲ့မိတယ်အဲ့ဒီအတွက်လဲ I am still healing နဲ့သူခုထက်ဒီ healing လုပ်နေရတော့ဘယ်သူအတိတ်ကိုခုထက်ထိအာစုပ်ကင်ထားနေမိတော့မယ်သူလှုပ်မချနိုင်သေးဘူးပေါ့နော်ဒါပေမဲ့လဲသူကယူမဆိုင်ဘူးသူနောက်ထပ်တစ်ခေါက်နားကျင်ရမှာကိုသူကြောက်တယ်ပေါ့နော်ဒါကြောင့်မို့လို့သူနှလုံးသားတွေကိုဘယ်သူမှတော့အဝင်မခံသေးဘူးတဲ့သောတော်လည်းပဲခင်းတော့ one ရဲ့ energy အရာပေါ့เนาะတစ်ဖက်သူကနားကျင်နေတာမှန်တယ်ပြင်းမှန်းနေတာမှန်တယ်ဒါပဲမဲ့လို့တဲ့ သူကအဲ့ဒီနာကျင်မှုတွေပြင်းမှန်းမှုတွေကိုသူ့ရဲ့ power ပေါ့နော်သူ့ရဲ့စွမ်းအားဖြစ်အသုံးချပြီးတော့သူကသူရောက်နေတဲ့ပတ်ဝန်းကျင်သူရောက်နေတဲ့ level မှာ leader တယောက်ဖြစ်လာအောင် confident အပြည့်နဲ့အာသူ့ရဲ့ဒီနာကျင်မှုတွေကိုမီးအဖြစ်ပြန်လဲအသုံးချပြီးတော့သူလိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့သူလိုချင်တဲ့အပြောင်းအလဲတွေကိုရောက်ဖို့အတွက်သူစူးစမ်းနေပါတယ်။သူကလေငါသူ့ဘာလိုချင်လဲဆိုတာသူသိတယ်တဲ့။ အာသူအဲ့ဒီဟာကိုရဖို့အတွက်သူထပ်ပြီးတော့ကြောက်ရွံ့မနေတော့ဘူးတဲ့အာအချစ်က အားနည်းချက်မဟုတ်ဘူးဒါပေမဲ့ခွန်အားတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုသူသိခဲ့ပါပြီတဲ့အခုအချိန်မှာသူက ready ဖြစ်နေပြီအဆင်သင့်ဖြစ်နေပြီတဲ့သူ့ရဲ့နှလုံးသားကဘာလိုချင်လဲသူအရာကိုအာရအောင်ယူဖို့အတွက်သူအဆင်သင့်ဖြစ်နေပါပြီဆိုတာမျိုးကိုအာသူမင်းကိုပြောချင်နေတယ် Bishop the Duck က True Rock Pentacle အရာပေါ့နော်တစ်ဖက်သူကဒီအချိန်မှာသူလေသူ့ရဲ့ဘဝမှာ balance ဖြစ်အောင်စူးစမ်းနေရပေါ့နော်သူ့ရဲ့အာ အလုံးနဲ့ personal life ကိုဘယ်လန့်ဖြစ်အောင်လုပ်ကိုင်တွဲနေတာတော့၎င်းသူရဲ့ healing လုပ်နေတဲ့ journey နဲ့သူတကယ်လိုချင်တဲ့ connection ကိုတပြိုင်နက်တည်းရအောင်သူမဟုတ်မြန်မြန်ရအောင်လို့သူ balance ဖြစ်အောင်ကင်တွယ်နေတာဆိုတာမျိုးကိုလည်းဖြစ်နိုင်တယ်တွေ့ရတယ်ပေါ့เนาะဆိုတော့သူအမေကိုဘာပြောချင်လဲဆိုတော့သူတကယ်လိုချင်တာကဘာလဲခုသူသိနေပြီတဲ့အဲ့ဒါကြောင့်မို့လို့မင်းနဲ့သူနဲ့ကြားရတဲ့ဝေးခွာမှုတွေကိုသူကပြန်ပြီးတော့နှိစက်ဖို့စူးစမ်းတော့မယ်တဲ့အာ သူအများကြီးလေးလာတင်ယူနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းသူ့ကိုပြန်လက်ခံနိုင်ဖို့သူမျှော်လင့်ပါတယ်။나ကျင်မှုဆိုတာဘာလဲလဲသူသိပြီးသွားပြီ။တစ္ဆာဖောက်တာနဲ့ဆုံးရှုံးတာကဘလို့ခံစားရလဲဆိုတာကိုလည်းသူသိပြီးသွားပြီ။အာနောက်တစ်ခုကပေါ့နော်။မင်းတို့ရဲ့အတိတ်မှာခက်ခက်ခဲခဲ나ကျင်စရာတွေကိုဖျက်ဆီးခဲ့ပြီးသွားပြီ။ဒါကြောင့်မို့လို့သူကပေါ့နော်။ဟို အဲ့ဒီနာကျင်မှုတွေကနေ growth ဖြစ်လာအောင်ကြီးထွားလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းသူသိခဲ့ပြီတဲ့အဲ့ဒါကြောင့်မလို့ open နဲ့ again ပေါ့နော်သူထပ်ပြီးတော့အာမင်းနဲ့ကောင်းပုံနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်သေးတယ်တဲ့သူအချစ်ကိုအားရင်ဖြစ်အတုံးချမယ်အကြောက်တရားဖြစ်လက်ခံထားတာမျိုးမဟုတ်ဘဲနဲ့ မင်းဘလို့ခံစားနေရလဲဆိုတာကိုလည်းသူသိပါတယ်တဲ့အဲ့ဒါကြောင့်မို့လို့သူကလေမင်းနဲ့ဆက်ဆံရေးတစ်ခုကိုကောင်းမွန်အောင်ပြန်ပြီးတော့တိဆောက်ခြင်းနဲ့သူ့အတွက်မဟုတ်ဘူးပေါ်တော့ဘယ်လိုပြောရမလဲသူတယောက်တည်းအတွက်ဒီဆက်ဆံရေးကိုပြန်စတင်ခြင်းတာမဟုတ်ပဲねမင်းနဲ့သူနဲ့နှစ်ယောက်အတွက်သူပြန်ပြီးတော့စတင်ခြင်းတယ်ပေါ့နော်ကျေးဇူးပြုပြီးတော့သူ့ကိုစိတ်ရှင်ပေးပါသူ့ကိုပြန်ပြီးတော့လက်ခံပေးပါတဲ့သူက သူ့အနေနဲ့မဟုတ်ပဲねမင်းလိုချင်တဲ့ အမင်းလိုအပ်ခဲ့တဲ့တစုံတစ်ယောက်ပုံစံမျိုးနဲ့မင်းဘဝတဲကို သူပြန်လာခြင်းပါတယ်ဆိုပြီးတော့ အာပျော်ထားတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့မင်းရဲ့တစ်ဖက်သူကဒီအချိန်မှာအရန်ကိုမှတင်းနေရင်းကျက်ပြီးတော့နက်နဲတဲ့ဆုံးဖြတ်ချက်တွေနက်နဲတဲ့ခံစားချက်တွေနဲ့အရန်ကိုပေါ်ဖူးဖြစ်ဖြစ်နဲ့ရွယ်ချက်ရည်မှန်းချက်အပြည့်ရှိတဲ့လူတစ်ယောက်အနေနဲ့ရှင်သန်နေတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါကမင်းတို့ရဲ့တစ်ဖက်သူကမင်းတို့ကိုပေးချင်နေတဲ့ message ဖြစ်ပါတယ်ရှင်ဒါလေးကတော့ short reading ပဲဖြစ်ပါတယ်ဆိုတော့ဒါက collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးနဲ့တော့အော်ကန့်ညီချင်မှာကန့်ညီပါမယ်ကိုနဲ့ energy resonate ဖြစ်တဲ့သူအတွက်ပဲမှန်ပြန် ိုင်ပါမယ်ရှင်ဆိုတော့အားလုံးပဲ healthy relationship လေးကိုပိုင်ဆိုင်နိုင်ကြပါစီရှင်ဆိုတော့ဒီလို free reading လေးတွေကိုလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ description မှာ link ချပေးထားတယ်။ကိုရဲ့ YouTube, Facebook, TikTok နဲ့ Telegram channel လေးတွေကိုလည်း like and subscribe follow လေးလုပ်ထားလို့ရပါတယ်ရှင်။ personal reading မေးချင်တဲ့သူတွေကတော့ကိုရဲ့ Telegram သို့မဟုတ် Bible မှာလာပြီးတော့ booking လေးယူလို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ကိုတို့တွေနောက်ထပ် video လေးမှာပြန်တွေ့ကြမယ်နော်။